အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမတ်လ23ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုကျောင်းတူတူကကြည့်လိုက်ရအောင် ပထမဆုံးတင်ပြဖို့ကတော့ Fabrizio Romano ဖော်ပြထားတဲ့ Bruno Guimaraes သတင်းနဲ့ကျွန်စသွားလိုက်အောင်အာဆင်နယ်ရဲ့နေ့စဉ်သတင်းတွေတက်နေခဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့ဒီသတင်းကအစ်စ်အမှန်လားအတုအယောင်လား rumor လားဆိုတာကိုတော့ Fabrizio Romano ကပြောသွားတဲ့စကားတချို့ကိုကျွန်တော်ကဘာသာပြန်ပြီးမှာပါသူကတော့အဓိက point 3ချက်ပဲပြောသွားတယ်အဲ့3ချက်မှာဆိုရင် Bruno Guimaraes နဲ့ Arsenal ဂျာကသတင်းနေ့စဉ်တက်နေတာကိုသူတွေ့ပါတယ် ဒီသတင်းတွေကိုလိုက်ကြည့်လိုက်တဲ့အခါမှာဘရူနိုဂွီမာရီနဲ့အာဆင်နယ်သင်းတာဝန်ရှိသူတွေကြားထဲမှာလက်ရှိအချိန်အထိဆက်သွယ်ဆွေးနွေးစကားပြောဆိုထားတာမတွေ့သေးဘူးဆိုပြီးသူကပြောသွားတယ်။တတိယတစ်ချက်ကတော့စိတ်ဝင်စားဖို့ကောင်းတယ်။အီဒူကတ်စပါလက်ထပ်တုံးကတော့ဘရာဇီးသားချင်းဖြစ်တဲ့အတွက်ရင်းနှီးနှီးဆက်သွယ်ပြောဆိုမှုတို့တချို့လုံကောင်းလုံနိုင်မဲ့အန်ထရီပါတာလက်ထပ်မှာတော့လက်ရှိအချိန်အထိဘရူနိုဂွီမာရီရဲ့နီယူကာဆယ်ရဲ့အာဆင်နယ်ရဲ့သုံးပွင့်ဆိုင်ဆက်သွယ်ထားတယ်လို့မတွေ့သေးဘူးဆိုပြီးတော့ဖေဘီဆူရိုမာတို့ကပြောသွားပါတယ်။အဲလိုဆိုတော့ကြံခဲ့တဲ့ရပ်ပိုင်းတုံးကအန်ထရီပါတာရဲ့ဘလောက် ဦးစားပေးပြမှတ်ဘေးကစားသမားကိုလိုချင်တယ်ဘရူနိုဂူမာယိုအာဆင်နယ်ကိုဘလောက်ကမ်းလှမ်းလိုက်တယ်ဆိုတဲ့သတင်းတွေအလုံးကရူမာဖြစ်သွားပြီကြံခဲ့တဲ့3-4ရက်လောက်တုန်းကကျွန်တော်ညီကိုသတင်းတချို့တွေ့လိမ့်မယ်အဲ့ဒါပါလို့ဆိုတော့ feature ကဖော်ပြထားချက်အရပေါင်58တန်းနဲ့ဘရူနိုဂူမာယိုအာဆင်နယ်ကိုကမ်းလှမ်းလိုက်တယ်ဆိုတဲ့သတင်းဒါပေမဲ့ကျွန်တော်အဲ့သတင်းကို rumor ဆိုတာသိတဲ့အတွက်တီးတန့်ဗီဒီယိုမတင်ခဲ့ဘူးဒါပေမဲ့ကျွန်တော်ညီကိုဒီလိုသတင်းမျိုးထွက်နေတယ်ဆိုတော့ဆိုပြီးတော့အခြားသတင်းတစ်ပုဒ်မှာ သုံးလေးစက္ကန့်လောက်တော့နောက်ဆုံးမှကတ်ပြီးတော့ပေါ်ပြခဲ့ဒါက rumor ပါ။ဘာကြောင့်လဲဆိုတော့အာဆင်နယ်သားတကယ်လူကြီးနေဆိုရင်ဒီလောက်ပမာဏနဲ့စပြီးကန်လန်းမှမဟုတ်ဘူး။သူတို့ပေါင်တန်း80တရာဈေးခေါ်ထားတဲ့ Bruno Guimaraes ကိုအာဆင်နယ်တို့ကပေါင်58တန်းနဲ့ကန်လန်းဆိုတာကယူနေတာမှမဟုတ်တာ။အဲ့ဒါဆိုတော့ feature ဆိုတာလည်း rumor တွေတော်တော်များတဲ့သတင်းထဏပါ။ဒါစပိန်ဘက်ကလာတဲ့အနေထားပေါ့လေအဲဆို28နှစ်ရဲ့ဘရာဇီးသားနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာကောလာဟာလာတွေအားလုံးကိုတော့သတင်းလိုက်မိုဆိုယီဖီဖီဆိုမနိုကရှင်းလင်းသွားခဲ့ပါပြီ 29နှစ်ရဲ့ဘရာဇီးသားတော့2028ခုနှစ်ထိနယူကာဆယ်ရဲ့စာချုပ်သက်တမ်းရှိသေးတယ်။ နိုဝင်ဘာဆိုရင်အသက်28နှစ်ပြည့်ပြီ28နှစ်သားတဦးအတွက်အာဆင်နိုဒီလောက်ငွေကြေးသုံးမှာမဟုတ်ဘူးဆိုပြီးတော့လေအွန်စတိန်ကကျန်ငယ်ဒဘလောက်ကပြောဆိုထားခဲ့ပြီးတော့ဗောလေဒီရသည်38ပေါ်မှာ3ဂိုးသွင်းပြီးတော့ရှစ်လုံးဖန်တီးထားပြီးတော့အဝါကတ်ခုနှစ်ကြိမ်ထိပြခံထားတဲ့ဒီကစားမောက်ကိုအာဆင်နိုဝယ်မဲ့ကိစ္စနဲ့ပတ်သက်ပြီးချိတ်ဆက်ဆက်သွယ်ပြောဆိုထားမှုဘာတစ်ခုမှမရှိသေးဘူးဆိုပြီးတော့ဖေဘီဆူရိုမာနိုကပြောသွားပါတယ်တပတ်ကိုပေါင်3600ရာနေပြီးတော့လက်ရှိနူးကာဆယ်ရဲ့လောက်ခရစားအမြင့်မဆုံးကစားသမားမင်းသားလို့နေရတဲ့ဒီကစားမောက်ကိုဘဲကလပ်အသင်းကပဲသွားပြီးကန်လန် ်ကန်လန်နျူကာဆယ်တို့က share plan နဲ့တောင်းမှုရှိနေတာဖြစ်တဲ့အတွက် FPC ရိုမာနိုဖော်ပြထားလို့ပေါ့ဒီကစားမှာတကယ်တကယ်အာဆင်နယ်နဲ့ချိတ်ဆက်မယ်ဆိုရင်လည်းຫນွေမပဲဖြစ်လာနိုင်တယ်လောလောဆယ်အထိတော့ဘာမှချိတ်ဆက်ဆွတ်ထားခြင်းမရှိသေးဘူးဆိုပြီးတော့သူကပြောသွားခဲ့ပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့နော်ဝေသင်းမှာထူးရှယ်ခြေစွမ်းပြခဲ့တဲ့မာတင်အိုရီကက်နဲ့နိုင်ငံတကာရောက်အာဆင်နယ်ပလေယာကြီးအကြောင်းကိုဖော်ပြပေးသွားမှာပါမာတင်အိုရီကက်အကြောင်းကိုအရင်ဆုံးစပြီးပြောမယ်ဆိုရင်တော့မော်ဒိုဘာသင်းကို၅ခုပြက်နိုင်တဲ့ပွဲစဉ်မှာဆိုရင်မာတင်အိုရီကက်ကမိနစ်60အပြည့်ကစားခဲ့တယ်တလုံးဖိုင်ထားနိုင်ခဲ့တယ်ကီးပတ်ပေးပို့မှု၅ချိန်ပေးပို့မှု တီချောင်းမှာ62ရာဂိုင်နှုတ်တိရှိခဲ့ပြီးတော့လောင်ပေါ်ပိပုမှာတရာဂိုင်နှုတ်အောင်မြင်ထားတယ်။နောက်ပြီးတော့ဒီ ground ကျူတွေဝန်တွေမှာရှစ်ကြိမ်အသာရထားပြီးတော့ဘောလုံးထိချက်102ကြိမ်ထိလှုပ်ထားနိုင်ခဲ့တယ်။တကယ်ကို great performance ပဲ။ဒါပေမဲ့တခုမှမေ့ဖို့လိုတာကအဲ့ဒီ Norway team နဲ့ရင်ဆိုင်ပြီးကန်ခဲ့တဲ့ Moldova ဆိုတာကလည်း ဒါအသင်းငယ်တသင်းလို့ပြောလို့ရတဲ့အနေအထားဖြစ်တဲ့အတွက်ပြောမယ်ဆိုရင်တော့မာတင်အိုဒီကတ်အတွက်ခြေသူလို့ကောင်းတဲ့အနေအထားတရပါလေ great တက် performance ပြန်ရဖို့အတွက်ဆိုရင်တော့ဒီလိုပွဲစဉ်တွေလည်းအိုဒီကတ်အတွက်လိုအပ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာတော့အိုဒီကတ်ကတော်တော်လေးကိုခြေစွမ်းပြနိုင်ပြီးတော့အာလင်းဟာလန်အတွက်ဖန်တီးမှုတစ်ချိန်လည်းလုပ်နိုင်ခဲ့ပါတယ်အဲ့တော့26နှစ်ကြာရင် istin နဲ့ပွဲစဉ်တပွဲကံပြီးသွားရင်တော့ဒီကနေပြီးနိုင်ငံတကာပွဲစဉ်တွေပြန်လာတော့မှာပေါ့လေ istin နဲ့ပွဲစဉ်ကသူတို့အတွက်အရေးပါတယ်ကဘာဖလား ခြေစပွဲအောင်မှုဆိုလို့ရှိရင်တော့ Istrie နဲ့လက်ရှိချိန်မှာ၃မှတ်စီအုတ်စုအိုင်မှာပူတွဲရက်တည်နေတယ် Istrie ကိုနိုင်လိုက်ကျန်တဲ့သင်းနဲ့တိတ်မှူစရာမရှိတော့အဲ့ဒါဆို၃မှတ်စီရက်တည်နေတဲ့အသင်းတစ်သင်းနဲ့မကြခင်မှာတွေ့ရမှာပေါ့လေဂါနာအသင်းတို့တော့သောမတ်ပါတီက83မိနစ်ထိကစားခဲ့တယ် နောက်ပြီးတော့ပိုလန်အသင်းတော်ခီဗီယောကပွဲချိန်ပြည့်ကစားထားပြီးတော့စကော့တလန်အသင်းတော်တီယာနီကတော့လူစားဝင်ပြီးတော့ကစားခဲ့တယ်86မိနစ်မှဘယ်ဂျီယံအတွက်ထရော့ဆက်ကတော့မိနစ်80တိကစားခဲ့ပြီးတော့ယူကရိန်းအတွက်ဇင်ချန်ကိုကတော့ပွဲချိန်ပြည့်ကစားခဲ့ပါတယ်အာဆင်နယ်ရဲ့အငှားချတာခဲ့တဲ့ကိုသမားလေးခါဟင်းကတော့အက်စတိုးနီးယားနိုင်ငံအတွက်ဒါပွဲချိန်ပြည့်ကစားသွားခဲ့တယ်အဲ့ဒီမှာဆိုရင်တော့ထရော့ဆက်နဲ့ ခါဟင်းရုကိုစားပြုတဲ့နိုင်ငံအသင်းတွေပဲရှုံးပွဲကြုံပြီးကြံတဲ့အသင်းတွေကတော့နိုင်ပွဲကိုစီရခဲ့ပေါ့လေအဲ့ဆိုအာဆင်နယ်ပလေယာတွေမှာတော့အခုဖြားပြီးပြန်လာခဲ့တဲ့ဂျူလီယန်တင်မာရှိတယ်အဝါကက်ကြောင့်နောက်ပွဲကံကြံမလို့တဲ့ဂေဘရီယယ်မဂါဟီရှိတယ်ကာလာဖီယိုဒီအင်ဂျူရီရသွားလာတယ်လွင်ကြံတဲ့ပလေယာတွေအတော့လက်ရှိချိန်ကြီးတော့အင်ဂျူရီကင်းစင်တုံးပျော်ရွှင်နေပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါဝူမန်စူပါလိပြိုင်ပွဲမှာ ချန်ပီယံပြေးလည်ကြောင်းနဲ့ပြန်ပြီးရောက်လာခဲ့တဲ့အာဆင်နယ်အမျိုးသမီးမလခင်အစောပိုင်းကကန်သွားခဲ့တဲ့အာဆင်နယ်အမျိုးသမီးအသင်းကတော့ဒါလစ်ဗာပူးအသင်းကို၄ဂိုးပြတ်နိုင်ပွဲပုံဖော်နိုင်ခဲ့ပါတယ်အဲ့၄ဂိုးပြတ်နိုင်တဲ့နိုင်ပွဲမှာအုံဂိုး၂ဂိုးရခဲ့တယ်၂ဂိုးတော့ Force ကတကိုးမာရီယိုနာကင်နဒီကတကိုးသွင်းခဲ့ပေါ့လေလက်ရှိအချိန်မှာတော့အဆင့်1က Chelsea ထက်တပွဲပိုကန်ထားပြီးရမှတ်၅မှတ်ပြန်ပြီးချင်းမြောင်းသွားပေမဲ့ Chelsea ကလည်းပြင်းပြပွဲစဉ်တချို့ကန်ရမှာဒီနေ့ညညမဆန်တို့ချင်း9နိုင်မှာ မန်ချက်စတာစီးတီးကွေးမှာသွားပြီးတော့ချယ်ဆီကကမ်းရမယ်။ဒီနေရာမှာတခုရှင်းပြချင်တာကချယ်ဆီတင်းသည်ကြံခဲ့တဲ့ရပ်ပိုင်းတုန်းကမန်ချက်စတာစီးတီးကိုပူပူနွေးနွေးရှုံးထားတယ်။ဝူမန်ချန်ပီယံလိမှာဒါသူတို့ quarter final မှာတွေ့ဆုံတာပေါ့လေအင်္ဂလိပ်ကလပ်အသင်းချင်းချင်းအဲဆိုဒီညမန်ချက်စတာစီးတီးနဲ့ချယ်ဆီပွဲစဉ်မှာအကြိမ်များချယ်ဆီရှုံးသွားခဲ့မယ်ဆိုရင်တော့ပွဲတူ၅မှတ်အကွာနဲ့အာဆင်နယ်မျိုးသမီးအသင်းကချယ်ဆီကိုဖိအားပေးနိုင်တော့ပါပါအဲဆို ရီနစ်လန်ကလောက်မှာတော့တိုက်တဲ့ challenger ပြင်ပြီးဖြစ်လာပြလို့ရပါလေသူက23ရင်းဒီကြိုင်တော့ရီယယ်မက်ဒရစ်နဲ့ကမ်းမှာပထမအကြော့ဒါစပိန်မြေမှာနှစ်ကိုးပြက်နဲ့ရှုံးထားခဲ့တဲ့အရှုံးကိုကိုအိမ်ကွင်းမှာပြန်လိုက်ပြီးကမ်းမဲ့ quarter final ဒုတိယအကြော့ရှိတယ်အဲ့ဒါဆိုလက်ရှိအချိန်မှာဒီနိုင်ပွဲပေါ်တာယာမနေပဲနဲ့ရီယယ်မက်ဒရစ်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတော့ champion league မှာနောက်ဆုံးတက်ဖို့ပိုပြီးအရေးကြီးရပါလေ champion league quarter final ပွဲစဉ်ဒီမှာဆိုရင်တော့ arsenal မျိုးသမီးအသင်းကပထမအကြော့မှာရီယယ်မက်ဒရစ်ကိုနှစ်ကိုးပြက်နဲ့ရှုံးတယ် lion က bayern munich ကိုနှစ်ကိုးပြက်နဲ့နိုင်တယ် wubas က ဘာစီလိုနာမျိုးသမီးအသင်းကိုတကိုးလေးကိုနဲ့ရှုံပြီးတော့မန်ချက်စတာစီးတီးကတော့ချယ်ဆီကိုနှစ်ကိုးပြတ်နဲ့နိုင်တာလေအဲ့ဆိုနောက်ဆက်တက်ဖို့အခြေအနေကောင်းတဲ့အသင်းတွေမှာဆိုရင်တော့ဘာစီလိုနာမန်ချက်စတာစီးတီးနဲ့လိုင်ရောအခြေအနေကောင်းနေတယ်အာဆင်နယ်မျိုးသမီးအသင်းနေနဲ့နှစ်ကိုးနဲ့ရှုံနေတဲ့အတွက်အခွင့်အရေးနည်းတယ်ဆိုရင်လည်းကိုယ်ဝင်ဖြစ်တာဖြစ်တဲ့အတွက်အကောင်းဆုံးပြန်လာနိုင်မယ်လို့တော့ကျွန်တော်ကယုံကြည်ထားပါတယ် ဒီ season လေးကိုဒီကောက်ဝင်ကြီးပန်းပြီးတဲ့ show ပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ကျွန်တော်ကို6016636 3936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်လို့ငွေပုံကိုဆက်ရှိမှဘောလုံးပွဲကိုလောက်မှဘောလုံးပွဲကိုလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ဖို့ရရှိပြီးကျွန်တော်အားပြုလို့ရပါတယ် Iback ခုကို Sport Internet ငါးသလုံးမိတူကိုလည်းစော်ကစားလို့ရနေပါပြီကဲနောက်ဆုံးတင်ပုတ်ကတော့အင်္ဂလန်အသင်းမှာပွဲထွက်ကစားခဲ့တဲ့ Arsenal ရဲ့အသက်ငယ်ဆုံးကစားသမား၄ယောက် ဲ့၄ယောက်ကတော့ဒါအသက်ငယ်ဆုံးဖြစ်စံချိန်တင်ထားခဲ့တာကတော့အာဆင်နီယံတွေသွားပြီးကစားရတယ်မှာပေါ့လေအဲ့ဒါကတော့သီယိုဝေါ်ကော့သီယိုဝေါ်ကော့ကတော့၁၈နှစ်85ရက်နဲ့အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်ဝင်ပြီးကစားထားတယ်။ဝေါ်ကော့ကတော့18နှစ်နဲ့85ရက်ထင်းနဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာဝင်ဆော့ခဲ့တာ။ဒုတိယအသက်ငယ်ဆုံးပြည်ဝင်ဆော့ခဲ့တာတော့လူးဝစ်ကယ်လီ။သူကတော့18နှစ်နဲ့186ရက်တတိယမြောက်အသက်ငယ်ဆုံးပြည်ဝင်ပြီးဆော့ခဲ့တာကတော့18နှစ်နဲ့222ရက်ရှိတယ်။ ဂျက်ဝီရှာယာ၄ယောက်မြောက်အသက်ငယ်ဆုံးဝင်ပြီးဆော့ခဲ့တဲ့ player ကတော့ဒါချမ်ပါလိန်ပေါ့လေလီဗာပူးကိုပြောင်းသွားခဲ့တဲ့ချမ်ပါလိန်ကတော့၁၈နှစ်နဲ့285ရက်နဲ့အာဆင်နယ်အတင်းရနေပြီးတော့နိုင်ငံလေယူစင်တက်သွားရောက်ပူပေါင်းဆော့ရတဲ့မှာအသက်ငယ်ဆုံး player ဖြစ်ရှိနေပါတယ်။ Walker တို့ Wilshire တို့ Chamberlain တို့ဒီအခု Lewis Carey တို့ခေတ်တခုမှဆိုရင်တော့ဒါငငယ်ရွယ်နဲ့လေယူစင်အတင်းရဆင့်ခေါ်ခြင်းကိုခံခဲ့ရရပါလိမ့်။ဒီထက်တဲ့မှာတော့ချက်ကိုကျွန်တော်တို့အများကြီးမျောလင်းခဲ့တာ။ ဒါပေမဲ့လည်းဝေါ်ကော့လည်းအများကြီးမျောလင့်ခဲ့ဒါပေမဲ့ဒန်ယာလီကြောင့်ပဲအရှိကနောက်တော့၃ယောက်အဆင်မပြေဖြစ်ခဲ့ချိန်မှာတော့လက်ရှိလူးဝစ်ကယ်လီနေနဲ့အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာဘယ်လောက်ထိထွန်းပေါက်မလဲစောင့်ကြည့်သွားမှာပါ injury နဲ့ပတ်သက်တော့ဒီစားမလေးကျွန်တော်စိတ်တိုင်းကြပါတယ်ဘာလို့လဲဆိုတော့ strong ဖြစ်မဲ့တိုက်မျိုးတွေမှာရှိတယ်မာဂုံရှိတဲ့တိုက်ထဲမှာရှိတယ်အဲတိတ်ပြီးတော့ injury ရမဲ့တိုက်မျိုးတော့မဟုတ်ဘူးဒါပေမဲ့တိတ်ပြီး confident ရှိပြီးတော့အတင်းကြီးတွေဝင်မတိုးဘူးလေလိုအပ်တာပေါ့လေတော့တော့ဘောကြောနဲ့တိုက်ထဲမှာပါတယ်ပြီးတော့လည်းလက်ဘက်ကစားမတူဖြစ်တဲ့ overload တွေတော့ကောင်းကောင်းလိုက်ရမယ်အနာဂတ်မှာတော့အင်္ဂလန်အသင်းအတွက်ရောကလပ်အသင်းအတွက်ရော ါကပရင်တယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့တစ်ပေးမှုတွေလက်ရှိချိန်မှာမြင်တွေ့နေတာဗောလေအဲ့တော့ဆက်ရှိနှစ်186ရက်နဲ့အင်္ဂလန်လက်ရွေးစင်ဖြစ်နေခဲ့တဲ့လူးဝစ်ကယ်လီကတော့အာဆင်နယ်ရဲ့ဂုံဆောင်ပြီးတော့လာမယ့်အင်္ဂလန်အတွက်ဘယ်လောက်ထိအားကိုးရမလဲစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်